တော့စတာ channel ကိုနားဆင်အားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအတွက်ဒီကနေ့တင်ပြမယ့်သတင်းကတော့အမေရိကန်ကအီရန်ကိုဝင်ရောက်တိုက်ခိုက်ပြီဆိုတဲ့သတင်းကိုတင်ပြမှာဖြစ်ပါတယ်ရှင်အမေရိကန်စစ်လေယာဉ်များကအီရန်နိုင်ငံရှိနျူကလ িয়ার စီမံကိန်းစက်ရုံများရှိရာ၃နေရာအားယနေ့မနက်ကဝင်ရောက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတမ်မရာဒေါ်နယ်ထရန့်ကကြေညာလိုက်ပါသည် အီရန်ရှိတောင်တခုအောက်တွင် ပေယာပေါင်းများစွာတူ၍တိစောက်ထားတဲ့ဖော်တိုအမေရနျူကလ িয়ার စီမံကိန်းနေရာကို အမေရိကန်ပိုင်ဆိုင်ထားတဲ့ဘုံကျဲလေယာဉ်များဖြင့်ပေါင်3000အလေးချိန်ဘုံများအသုံးပြုကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်အခုတော့အမေရိကန်လေယာဉ်တွေဟာအီရန်လေပိုင်နက်ကထွက်ပေါ်လာပါပြီလေယာဉ်တွေအားလုံးဘေးကင်းပါလေလို့ထရန့်ကလူမှုကွန်ရက်တွေရေးသားထားပါသည် အမေရိကန်ကအဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ပြစ်မှတ်သုံးနေရာတွင်နှစ်ခုမှာ အီရန်နိုင်ငံရဲ့ယူရေနီယံတန်ဆင်ထုတ်လုပ်ရေးစက္ကန်းကြီးများဖြစ်ပြီးပထမတစ်ခုမှာဖော်ရိုတာအောက်စက္ကန်းဖြစ်ကဒုတိယတစ်ခုမှာနက်တန်စ်ဒေတာရှိစက္ကန်းဖြစ်ပါတယ်ဒုတိယမြောက်စက္ကန်းသည်ပုံမကြီးမားတဲ့ယူရေနီယံတန်ဆင်စက္ကန်းဖြစ်ပြီးထိုနေရာအားအစ္စရေးတိုက်လေယာဉ်များကလွန်ခဲ့တဲ့ရက်ပိုင်းကဘုံကျဲတိုက်ခိုက်ခဲ့သေးသည် အမေရိကန်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တတိယစခန်းမှာရှေးဟောင်းမြို့တော် အစ်ပါဟန်မျိုးအနီးတီရှိက ထိုစခန်းရဲ့နျူကလ িয়ার ဘောင်းထုတ်လုပ်ရန်နေပါအသင့်ဖြစ်နေတဲ့တန့်စင်ယူရေနီယံများတူမီထားတယ်လို့အစ္စရေးတို့ကဆိုထားပါဗျ။အမေရိကန်ကဝင်ရောက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အချိန်မှာအီရန်စံတော်ချိန်ယနေ့မနက်2နာရီခွဲမြန်မာစံတော်ချိန်မနက်9နာရီခွဲဖြစ်ကြောင်းအမည်မဖော်လိုသည့်အီရန်အစိုးရတာဝန်ရှိသူများကကိုးကား၍နယူးယောက်တိုင်းသတင်းစာကရေးသားထားသည် ၎င်း၏ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုများ၌နိုင်ငံရဲ့ခြားတွင်ထာရဆက်ပွဲများအမေရိကန်ကဆင်နွှဲခြင်းကိုရပ်တန့်ပြစ်မယ်လို့ကြွေးကြော်ခဲ့တဲ့ဂျော်နယ်ထရန့်ကအီရန်နိုင်ငံရဲ့မြေအောက်အထက်ထက်ခိုင်မာစွာတိစောက်ထားတဲ့စခန်းများအားတိုက်ခိုက်ရန် အမေရိကန်စစ်တပ်ကိုအသုံးပြုခဲ့ခြင်းဖြစ်သည်အီရန်အနေဖြင့်နျူကလ িয়ার ဘုံလုံးဝမှာပိုင်ဆိုင်စေရဟု အစ္စရေးနဲ့၎င်းရဲ့မဟာမိတ်အမေရိကန်တို့ကဆိုထားပြီး၎င်းတို့က အီရန်ကိုတိုက်ခိုက်ခြင်းမှာထိုရင်မှန်းချက်အတွက်သာဖြစ်တယ်လို့ကြွေးကြော်ကြသည်လွန်ခဲ့တဲ့၁၀ရက်ခန့်တွင် အစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအီရန်ကလည်းလက်တောင့်ပြန်တဲ့အနေဖြင့်အစ္စရေးနိုင်ငံသို့တာဝေးပြတ်တုံးကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ်12ဦးခန့်တေဆုံးသွားပြီးအီရန်ရှိအရက်သား400ကျော်ကလည်းအသက်ဆုံးရှုံးခဲ့သည် အီရန်ရဲ့ဒုံးကြီးများအားအစ္စရေးရဲ့လေကြောင်းကာကွယ်ရေးစနစ်များဖြင့်အများအပြားပစ်ချနိုင်ခဲ့တော်လဲအချို့မှာအစ္စရေးနိုင်ငံအတွင်းကြားရပောက်ကွဲခဲ့ပြီးဒါဇင်နှစ်ကြီးကအသက်ဆုံးရှုံးခဲ့ရသည်အီရန်အားဝန်ရမတိုက်ခိုက်မီဒေါ်နယ်ထရန့်ကအီရန်သည် လုံးဝအုတ်သုံးအညံ့ပေးလက်နက်ချရမည်ဟုကြွေးကြော်ခဲ့သည်သို့တော့အီရန်နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်သူ အရာတူလာအလီခါမီနီကိုလှုပ်ကြံတပ်ဖြတ်ရန်ကိုမူမထောက်ခံခဲ့ကြောင်း၎င်းကဆိုခဲ့သည်အမေရိကန်ကအီရန်ကိုတိုက်ခိုက်လာပါက အရှိအလယ်ပိုင်းရှိ အမေရိကန်ပြည်မှတ်များအားလက်တော့ပြန်သွားမယ်လို့အီရန်ဘက်ကပြောဆိုကြပြီးအရာတူလာအလီခါမီနီကလည်း၎င်းကြဆုံသွားပါက၎င်းကိုဆက်ခဲ့ရန်လူသုံးဦးကိုရွေးချယ်ထားပြီးဖြစ်ကြောင်းယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်ဆက်လက်ပြီးတော့ ရုရှားနဲ့အီလန်လို drone တွေရဲ့၃ပုံ၃ပုံကို ယူကရိန်းလို့ကြားဖြတ် drone တွေနဲ့ပစ်ချနိုင်နေပြီဆိုတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ယူကရိန်းကိုတိုက်ခိုက်နေတဲ့ရုရှား-အီရန် drone တွေရဲ့၃ပုံ၃ပုံကိုယူကရိန်းလို့ကြားဖြတ် drone တွေနဲ့ပစ်ချနိုင်နေပြီလို့တမရဆလန်စကီးကဇွန်လ22ရက်ကပြုလုပ်တဲ့သတင်းထောက်တွေနဲ့တွေ့ဆုံပွဲမှာပြောဆိုပါရယ်။ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်တွေအနေနဲ့အရင်ကလို့ ဆက်တနက်တွေပြစ်ခတ်အသုံးပြုနေတယ်ဆိုတာအင်မတန်ရှားသွားပြီလို့ဇယ်လန်စကီကဆိုပါတယ်။ဂျားပြတ်ဒရုန်းစနစ်ကိုယူကရိန်းရှိကုမ္ပဏီလေးခုကထုတ်လုပ်နေပြီးကုမ္ပဏီနှစ်ခုကထုတ်လုပ်တဲ့ဂျားပြတ်ဒရုန်းတွေဟာအလွန်ထိရောက်အောင်မြင်နေပြီလို့လည်းဇယ်လန်စကီကပြောပါတယ်။ဂျာပြတ်ဒရုန်းတွေကိုအချိန်မြင့်ထုတ်လုပ်ရတဲ့အတွက်ဂျာမနီနဲ့ကနေဒါအစိုးရတွေကငွေကြေးတောင်းပန်မှုတဘောတူညီချက်ရပြီးဖြစ်တယ်လို့လဲဇယ်လန်စကီကဆိုပါတယ် 2025ခုနှစ်ထဲမှာဂျားပြတ် drone တွေတိုက်ခိုက်ရေး drone တွေအပြင်လက်နက်ကြီးတွေပါထုတ်လုပ်သုံးသွားဖို့တဘောသူစာချုပ်တွေချုပ်ဆိုပြီးဖြစ်တယ်လို့ Zelensky ကပြောပါတယ်။ယူကရိန်းရဲ့နည်းပညာတွေကိုဥရောပကမိတ်ဆွေနိုင်ငံတွေစီပေးပို့ပြီးအဆိုပါနိုင်ငံတွေထဲမှာမဟာမိတ်တွေအတွက်ရော ယူကရိန်းအတွက်ပါအများအများထုတ်လုပ်သွားဖို့ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်းဇလန်စကီးကပြောဆိုသွားပါတယ်ဆက်လက်ပြီးတော့ အီရန်အနေနဲ့ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အတွက်နျူကလ িয়ার နည်းပညာအသုံးပြုပိုင်ခွင့်ရှိတယ်လို့ဗလာဒီမာပူတင်ပြောတဲ့အကြောင်းကိုတင်ပြပါမယ်ရှင်။အီရန်အနေနဲ့နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ခွင့်မရှိပေမဲ့ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အတွက်နျူကလ িয়ার နည်းပညာအသုံးပြုခွင့်ရှိတယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကဇွန်လ20ရက် Sky News Arabia သတင်းဌာနနဲ့မေးမြန်းချိန်မှာပြောပါရတယ်။ နျူကလ িয়ার စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အီရန်ကိုကူညီထောက်ပံ့ဖို့အသင့်ရှိကြောင်းလည်းပူတင်ကဆိုပါတယ်။အီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့ကြိုးစားနေတယ်ဆိုတော့တပ်တွေအထအထကိုအပိပိဆိုင်ရာအမှုမျိုးစွမ်းအင်အေဂျင်စီကိုယ်တိုင်ကတပ်တွေပြနိုင်တာမရှိဘူးလို့လည်းပူတင်ကပြောပါတယ်။အီရန်ဘာသာရေးခေါင်းဆောင်ကိုရန်ကလည်းအီရန်မှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မရှိဘူးဆိုတော့အမိန်ထုတ်ပြန်ထားတာဖြစ်တယ်လို့ပူတင်ကဆိုပါတယ်။အီရန်အနေနဲ့ နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့အားဆိုင်နေတဲ့ဆိုတော့အထောက်အထားကိုရုရှားကိုယ်တိုင်လည်းမတွေ့ရဘူးလို့ပူတင်ကပြောပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေအပေါ်အစ္စရေးဘက်ကစိုးရိမ်နေဆိုရင် ဖြေရှင်းလို့ရတဲ့တခြားအခွင့်အလမ်းတွေရှိတယ်လို့ယုံကြည်ကြောင်းလဲပူတင်က ပြောပါတယ်။အီရန်နဲ့အစ္စရေးတန်တမန်နီးလန်းနဲ့ငြိမ်းချမ်းစွာဖြေရှင်းရေးလမ်းကြောင်းပေါ်ကိုပြန်တက်လန်းတာအကောင်းဆုံးဖြစ်တယ်လို့လဲတမရဗလာဒီမာပူတင်က ပြောသွားပါတယ်။ဆက်လက်ပြီးတော့ ပါကစ္စတန်ကထရန့်ကို2026နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်အမိစရင်တင်တွင်းထားတယ်ဆိုတဲ့အကြောင်းကိုတင်ပြပါမယ်ရှင်။မကြာသေးမီကအိန္ဒိယပါကစ္စတန်ပဋိပက္ခအတွင်းတန်တမန်ရေးအရာအပြည့်ပြတ်တသားဂျားဝင်ဆောင်ရွက်ပြီး အရေးပါတော့ကောင်းဆောင်မှုပေးခဲ့သည်ဟုဆိုကာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို2026ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်အမေစရင်တင်သွင်းရန်ဆုံးဖြတ်ထားကြောင်းပါကင်စတန်က တရားဝင်ကြေညာခဲ့သည်ထရန့်သည်နျူကလ িয়ার လက်နက်ပိုင်ဆိုင်သောအိန္ဒိယနှစ်နိုင်ငံကြားမှအန္တရာယ်များသောတင်းမာမှုကိုရှော့ချရာတွင် အရေးပါသောအခမ်းကဏ္ဍမှပါဝင်ခဲ့ပြီး အပြစ်အခက်ရက်စဲမှုကိုရရှိစေကပဏိပခပုံမကျေပြန့်လာမိအရေးကိုရှောင်လွှဲနိုင်ခဲ့ကြောင်းပါကစ္စတန်အစိုးရက X Media မှတစဉ်ထုတ်ပြန်တဲ့ကြေညာချက်တွင်ဖော်ပြထားသည့်နိုဘယ်ငြိမ်းချမ်းရေးဆုနှင့်ပတ်သက်၍ထရန့်အားဇွန်လ20ရက်တွင် မေးမြန်းခဲ့ရာ၎င်းသည် နိုင်ငံတကာရေးရာကြိုးပမ်းဆောင်ရွက်မှုအများအပြားအတွက်အဆိုပါအမှုနှင့်ထိုက်တန်ကြောင်းပြောဆိုခဲ့တော်လဲရင်းစုကိုရပါမလားလို့တန်တရားဖြစ်မိကြောင်းထုတ်ပြောခဲ့သည်အမေရိကန်သည် အိန္ဒိယပါကစ္စတန်ပြည်ပခအဆုံးသက်ရန်အရေးပါတော့ကဏ္ဍမှာပါဝင်ခဲ့ကြောင်းထရန့်ကအကြိမ်ကြိမ်ပြောဆိုနေတော့လေအိန္ဒိယတာဝန်ရှိသူများကမူအဆိုပါပြောဆိုချက်များကိုဒစိုက်မမှန်ညင်းဆိုထားသည်ဆက်လက်ပြီးတော့အီရန်ငြိမ်းချမ်းရေးဖော်ဆောင်ရမယ်လို့ထရန့်မေကွန်ပြောတဲ့အကြောင်းကိုတင်ပြပါမယ်ရှင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်အာဏာပိုင်များအားပေးပို့သောတဲ့ရင်မှာ တိကျတူတောင်ပြီးတိုက်ရိုက်ဖြစ်သည့်စေစံညိနိုင်မှုဇက်ပွဲပေါ်သို့လာရောက်ရန်မဟုတ်လင်နောက်ထပ်တိုက်ခိုက်မှုများဇက်တိုက်လုပ်မည်ဖြစ်သည့်အီရန်က ယခုအချိန်ငြိမ်းချမ်းရေးဖော်ဆောင်ရမယ်လို့ထရန့်ကပြောသည် မဟုတ်ရင် နောက်ထပ်တိုက်ခိုက်မှုတွေ ပိုကြီးမလာမယ်လို့လည်းပြောဆိုသည်အဲ့ဒါတွေကပိုလွယ်သွားပြီဟုလည်းပြောသည်ထရန့်ကအမေရိကန်သည်အီရန်၏ Fort Drone နဲ့ အစ်ဗဟန်တို့ရှိနျူကလ িয়ার ဆက်ရုံများကို မကြသေးမီကတိုက်ခိုက်ခဲ့ကြောင်းအတည်ပြုသည်ထိုတိုက်ခိုက်မှုတွင်အီရန်ရဲ့အကြီးကနျူကလ িয়ার ချဲ့ထွင်ရေးစက်ရုံတွေကို လုံးဝအမြင့်ဖြတ်ဖြတ်စည်းလိုက်ပြီလို့ထရန့်ကပြောသည်ထရန့်ရဲ့မိကွန်ပြောကြားမှုသည်စုစုပေါင်း၄မိနစ်သာကြာသည်တိုက်ခိုက်မှုများမဖြစ်မီထရန့်ကအများသို့ထုတ်ပြောတဲ့အထဲတွင်စိတ်ဆက်ညှိနှိုင်းမှုများအတက်နေရာကျန်ရှိကြောင်းပြောကြားလေရှိသည် ယခုထိုညှိနှိုင်းမှုလမ်းကြောင်းကိုဖွင့်ထားတော်လဲထပ်မံတိုက်ခိုက်နိုင်ခြင်းဖြင့်အီရန်ကောင်ဆောင်များအပေါ်ဆက်လက်ဖိအားပေးနေသည်ငြိမ်းချမ်းရေးမရှိရင်အီရန်အတွက်ယခုရှိပတ်အတွင်မြင်တွေ့ခဲ့ရတဲ့အဖြစ်အပျက်ထက်ပိုဆိုးတဲ့အခြေခွဲစရာတွေဖြစ်ပေါ်လာနိုင်မယ်လို့ထရန့်ကသတိပေးသည်သတိရပါကျွန်တော်တို့မှာပြစ်မှတ်များစွာကြန့်ရှိနေသေးတယ်ယနေ့ညဟာသူတို့အတွက်အခက်အခဲဆုံးဖြစ်ပြီးအတိတ်အပျောက်အများဆုံးလည်းဖြစ်မယ် ထို့အပြင်ထရန့်သည်ဘင်ဂျမင်နေတန်ယာဟုကိုလည်းဂုဏ်ပြုခဲ့သည် သူတို့နှစ်ဦးသည်အတင်းအဖွဲတစ်ခုအနေဖြင့်ဆောင်ရွက်ခဲ့ကြပြီးအစ္စရေးပေါ်ရှိနေတဲ့တင်းမာပြင်းထန်တဲ့ရန်ကိုဖယ်ရှားနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်မှတ်သားရမည်မှာထရန့်သည်ဒီဟီရန်အုပ်ချုပ်မှုအပြောင်းအလဲဝင်ရောက်လှုပ်ဆောင်ရေးမပြောပါထိုအစားယခုစစ်စင်ရေးသည် ကြီးစွာပြီးဆုံးပြီဟုဆိုသည်သို့တော့ အီရန်ကညှိနှိုင်းမှုဇက်ပွဲပေါ်သို့ရောက်လာမှသာစစ်စင်ရေးကိုအဆုံးသတ်မည်ဖြစ်သည်အမေရိကန်သည်ဒေတာတွင်းသို့စစ်ရေးအင်အားများကိုဖြည့်တင်းချပေးဖြစ်သည်ထို့ကြောင့်ထရန့်ကပြောသည့်အတိုင်းတရားဝင်အမိန်ပေးပါကမြ мян ဆန်ဆန်တုံ့ပြန်နိုင်ပွဲရှိသည် အခုလိုစိတ်ဝင်စားဖွယ်ရနိုင်ငံတကာသတင်းတွေကိုနေ့စဉ်နားဆင်နိုင်ရအတွက်ကျမတို့ရဲ့ Dot Star Channel လေးကို Like and Subscribe လုပ်ဆောင်ပေးဖို့တောင်းဆိုပါရစေ။အဆုံးထိနားဆင်ပေးတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။